အဲ့တော့အရန်တဘောကြားတယ်ပေါ့နော်ပြောတာလားကြားတယ်ဟုတ်လားနို့ရဲ့အဖွဲချုပ်ကမဟုတ်တာလို့လို့ရှိရင်သူတို့ကိုချိန်မွေးပြောပါဆိုတာကိုပြောတာပေါ့နော်နောက်တစ်ခုကအဓိကကအောင်မြင်စေချင်တာကသူတို့ကိုပေါ့နော်အဲကြောင့်မလို့သူတို့အောင်မြင်ဖို့အတွက်သူတို့ကပံ့ပိုးပေးရဖို့ရပံ့ပိုးပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနော်ကြည့်ကြည့်တကယ်လေးစားတယ်ပေါ့နော်ဒါကတော့မြန်မာနိုင်ငံမှာချမ်းသာဆုံးဒီလူချမ်းသာစည်ရင်ထဲမှာ ချမ်းသာဆုံးစီးရင်ထဲမှာပါနေတဲ့ဥဆော့ဆော့ပေါ့နော်တကယ်ကိုတခါတကျသူ့ရဲ့ဒီဖိုင်လေးတွေကိုနားထောင်ပြီးတော့ကျွန်တော်တို့ခွန်အားဖြစ်တာတွေလည်းရှိတယ်ပေါ့နော်တကယ်ကိုအတွေ့အယူလေးစားရပါတယ်ပေါ့နော်ကြံတဲ့ခန္ဓာတွေမှာဘာပဲဖြစ်ဖြစ်ပေါ့နော်သူပြောတာဆိုတာတွေကိုအရန်လေးစားတယ်အရန်သဘောကျတယ်ပေါ့နော်သူတို့အောက်ခြေကနေဒီလိုမျိုးတထေးကြီးမဖြစ်ခင်အချိန်ကာလတွေတုန်းကဘယ်လိုပုံစံမျိုးရုန်းကန်ခဲ့ရတယ်ဆိုတာပေါ့ ဘယ်လောက်ထိဆိုရှယ်မှုတွေခက်ခဲတွေဘယ်လိုမျိုးရင်ဆိုင်ခဲ့ရတယ်ဆိုတာတွေကိုပြန်လည်ပြီးတော့မျှဝေထားတဲ့ဗီဒီယိုဖိုင်လေးရှိတယ်ပေါ့နော်အဲ့ဒီဖိုင်လေးကိုနားထောင်နေနားထောင်နေကိုယ်တွေလည်းတကယ်ခွန်အားဖြစ်တယ်ပေါ့နော်အကြောင်းမလို့ဒီဗီဒီယိုဖိုင်လေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒါဘောလုံးအသင်းဖွဲ့ပေါ့ကျုပ်ပေါ့နော်ဘောလုံးအသင်းရဲ့ဒီမြန်မာနိုင်ငံအားကစားဘောလုံးအသင်းဖွဲ့ကျုပ်ဒါကောင်းဆောင်လုပ်နေတာပေါ့နော်ဒါကြောင့်မလို့တကယ်လို့ သူတို့ရဲ့အသေးကောင်းဆောင်ကမဟုတ်တာလုပ်တယ်ဘာပဲဖြစ်ဖြစ်ပေါ့တုတ်တယ်ဆိုလို့ရှိရင်လည်းသူ့ကိုတိုင်ကြဖို့ပြောဖို့မကြောက်ဖို့ပုံပွင့်လင်းလင်းဆွေးနွေးဖို့အခုလည်းလိုအပ်တဲ့ဘလုံးအသေးနဲ့ပတ်သက် ပြီးလိုအပ်တဲ့အချက်အလက်တွေအားလုံးကိုဗာဒီလိုအပ်လေလိုအပ်တာတွေကိုပြောပါဆိုပြီးတင်ပြပါဆိုပြီးတော့ဒါအားပေးစကားတွေပြောနေတာပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်လည်းတူတူလေးလာကြည့်ကြည့်နားထောင်ကြည့်ကြည့်ရအောင်ပေါ့နော်။ အများကြီးပဲ။ပြတ်သွားတော့နော်လုံးဝင်မယ်နော်။ဟုတ်လို့ဆွေးခေါ်ပြီးတရားရှိတယ်နော်။ပြောတော့အာမနာနဲ့နော်။လိုအပ်ချက်ရှိတဲ့အရသမီးတို့ဘာမှအာမနာနဲ့ကြည့်လား။ဘာလို့လိုချင်တာနင်တို့အောင်မြင်စေချင်တာ။ဒီလိုကြတော့ကိုလိုတာပြောခွင့်မရှိဆိုရင်အိဗယ်မရှိဘူးနော်။အခွင့်အရေးကဒီနင်တို့နိုင်ကျင့်လို့ရှိရင်ပြန်တိုင်ပြရ။နော်။ဆိုတော့ပြောကိုလိုတာရှိပြောအာမနာနဲ့လုံးဝနော်။ကဲ။ဘာလို့လိုချင်တာအပူဆွဲဖို့နော်။ဟုတ်လား။အဲ။ဒါလားအဓိကအောင်မြင်ဖို့ပဲလို့တယ် လိုအပ်တာကိုပံ့ပိုးပေးမယ်အဲဒါကြောင့်မလို့ဒီလိုမျိုးအားပေးဆက်ကဟာကျွန်တော်တို့ဒီစူးစမ်းတဲ့အတူတွေနဲ့ကအလုံးနောက်ွယ်မှာတရားရဂိုင်းတို့ပြအမာခံရှိနေပြီဒါပဲပံ့ပိုးမဲ့သူရှိနေပြီဒါပဲပေါ့နော်ဒါဆိုရင်ကိုကအကောင်းဆုံးဖြစ်အောင်စူးစမ်းဖို့ပဲလိုအပ်တယ်လိုအပ်တာတွေကိုတို့ကလည်းတင်ပြပါဆိုတော့ဒါပြောထားပြီးပြီပေါ့နော်ကြည်ကြည်နော်အဲ့လိုမျိုးဆိုလို့ရှိရင်တကယ်ဒီအားကစားနဲ့ပတ်သက်ပြီးဘောလုံးကန်တဲ့ခါကြီးဆိုရင်တကယ်တရားနဲ့တရားကိုညီညီညွတ်ညွတ်နဲ့ စီစီလုံးလုံးနဲ့အဲ့လိုမျိုးကိုကစူးစမ်းသွားမယ်ဆိုရင်ဒါအောင်မြင်မှုဆိုတာရမှာပဲပေါ့နော်အခုဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါဘောလုံးအသင်းထဲမှာဆိုမြန်မာမိန်းကလေးရတော်မှဘူဆွဲနေတာပေါ့နော်မြန်မာနိုင်ငံမှာကြီးကြီးပေါ့နော်ဆိုတာကအဓိကကအလုပ်တစ်ခုဗာပဲလုပ်လို့ပေါ့နော်အဖွဲ့အစည်းတစ်ခုမှာအောင်မြင်ခြင်းနဲ့ဆိုရင်အဓိကကကိုယ့်ရဲ့အဖွဲ့အစည်းညီညွတ်ဖို့ပဲလိုအပ်တယ်ပေါ့နော်အဲ့ဒီအဖွဲ့အစည်းထဲမှာအာယာဒူးတွေအာနာတွေအဲ့လိုမျိုးလိုချင်တဲ့သူရှိနေတယ်ဆိုရင် အဲ့ဒီအဖွဲ့အစည်းလုံးဝမအောင်မြင်နိုင်ဘူးပေါ့နော်အဆင်မပြေဘူးအဲ့လိုပုံစံမျိုးသူ့ရဲ့စီနီယာအတိုင်းသွားရမှာပေါ့နော်သူတတ်မှတ်ထားတဲ့အတိုင်းတိုင်းပေါ့သူနံပါတ်နဲ့သူဘယ်နံပါတ်ကဘယ်နားနဲ့ဘယ်နံပါတ်ကဘယ်နားနဲ့ဆိုအဲ့ဒီဟာကိုလိုက်နာနိုင်ရမယ်အဲ့လိုပုံစံမျိုးပေါ့နော်ငါလဲဆရာလောက်ချင်တယ်သူလဲဆရာလောက်ချင်တယ်အာငါလဲကိုသွင်းနိုင်တာပဲအဲ့လိုပုံစံမျိုးလုပ်နေတယ်ဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်အောင်မြင်မှုကဘယ်သူပဲပါပဲလုံးလုံးဒီအုပ်စုထဲမှာဒီဖွဲ့စည်းမှာအောင်မြင်မှုက ်ရခဲ့ရင်အလုံးအတူတူပဲပေါ့နော်ဒါကြောင့်မလို့ငါကကိုယ်ပဲနှလုံးသွင်းနိုင်ခဲ့တယ်ဆိုတာအဲအဲ့လိုပုံစံမျိုးတွေဒါကြွားဝတာတွေပါလိမလုံဖဲနဲ့ကိုမာနာတွေမတက်ဖဲနဲ့ကိုကဒီပွဲထဲမှာကိုကသွင်းနိုင်နေဆိုလဲသွင်းနိုင်နေကိုကြိုးစားရင်ကြိုးစားတဲ့သူကတော့ပို့လို့ ထိရောက်မယ်ထိတ်ဆုံးကိုရောက်မှာပဲပေါ့နော်ဒီအဖွဲစည်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရယ်များတော့အဖြစ်ကအဲ့ဒီနေရာတွေလူတာတွေရှိတယ်ပေါ့နော်အဲ့ဒီနေရာလူတာတွေရှိနေတဲ့ရွေးအဖွဲစည်းရပဲအဖွဲစည်းမှအောင်မြင်ဖို့ဆိုတာတော့မလွယ်ဘူးပေါ့နော်ဒီလိုလိုချင်တာလို့ငါတို့လုပ်ပြီးနော်ဒီလိုလိုချင်တာငါလုပ်မပြီးပဲနဲ့ငါကြီးတို့ပူဆက်ဖို့မပြောဘူးငါပြောတဲ့ဟာကိုလုပ်မယ်သာသမီနော်ကဲကျေးဇူးတော့နော်ဒီ thank you thank you bye bye